ငလင်းကျော်တရားတွေကိုစနစ်တကျသုတေသနပြုလုပ်ဖို့လိုပြီးပြန်လည်တည်ဆောက်မဲ့အစာအုပ်တွေဟာအင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်တွေနဲ့အညီငလင်းတန်ခံနိုင်အောင်ဆောင်ရွက်ဖို့လိုတယ်လို့နာဆာကဥက္ကဋ္ဌကပြောပါရယ်။ဧပြီ16ရက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ပြည်တော်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတက်ရောက်အမှာစကားပြောကြားရမှာ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။မိမိတို့နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကျော်နေရာတွေကိုစနစ်တကျသုတေသနပြုလုပ်သွားဖို့လိုကြောင်းပြည်လည်တည်ဆောက်မဲ့အစအဦးတွေဟာ ငလင်းတန်းကိုခံနိုင်တဲ့အဆောက်အဦတွေဖြစ်ဖို့လိုကြောင်းအဆောက်အဦတွေတိဆောက်ရမှာအင်ဂျင်နီယာရှုထောင့်ကနေကြည့်ပြီးအင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်တွေနဲ့အညီတိဆောက်ပြီးငလင်းတန်းခံနိုင်အောင်ဆောင်ရွက်သွားဖို့လိုကြောင်းရုံးဌာနအဆောက်အဦတွေပြန်လည်ပြုပြင်တိဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာအနေငယ်သာထိခိုက်ပျက်စီးခဲ့တဲ့အဆောက်အဦတွေကိုဦးစားပေးအနေနဲ့ပြုပြင်ဆောင်ရွက်သွားဖို့လိုပြီးအင်ဂျင်နီယာတွေကစမ်းသပ်ပြီးမှသာသတ်မှတ်ချက်တွေနဲ့အညီဆောင်ရွက်သွားဖို့လိုကြောင်း၎င်းကပြောပါရယ် ဝန်ထမ်းအရာတွေပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာ Restarskey 8အထိခံနိုင်တဲ့အဆောက်အဦတွေဖြစ်အောင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဝန်ထမ်းမိသားစုရဲ့ယာယီနေထိုင်လျက်ရှိတဲ့နေရာတွေမှာလည်းလုံခြုံမှုရှိစေဖို့နဲ့နေထိုင်မှုအဆင်ပြေစေရေးအဘက်ဘက်ကနေကြည့်ပြီးစီစဉ်ဆောင်ရွက်ပေးသွားဖို့လိုကြောင်းယာယီနေထိုင်မှုနေရာတွေတိစောက်ရမှာနှက်ခမ်းတွဲတွေသာတိစောက်ပေးသွားဖို့လိုပြီးရေမီးတွေလုံလောက်စွာရရှိရဲ့အတွက်လည်းစီစဉ်ဆောင်ရွက်ပေးဖို့လိုကြောင်း၎င်းကပြောပါရယ်မိမိအနေနဲ့ငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ဝင်ကြီးဌာနရုံးအဆောက်အဦတွေကိုဧပြီလ19ရက်နေ့မနက်ပိုင်းကလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရုံးတွေပြန်လည်ဖွင့်လှစ်ချိန်မှာရုံးလုပ်ငန်းတွေပုံမှန်လှည့်ပတ်နိုင်ရေးဆောင်ရွက်သွားရမှာဖြစ်ကြောင်းငလင်တန်ကြောင့်ထိခိုက်ခဲ့ရတဲ့ပြည်သူတွေရဲ့အဆောက်အဦတွေနဲ့ပတ်သက်ပြီးလည်းတပ်ဆိုင်ရာအဆောက်အဦတွေအလိုက်ထောက်ပံ့ကြေးတွေပေးရနိုင်မှုစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြောပါရယ်။အစိုးရယုံထာနာတွေနဲ့ပတ်သက်ပြီးနေပြည်တော်ကောင်စီနဲ့မြန်မာရှိတဲ့ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အဦတွေအနက်ဖုံးမြေပေါ်မှာတိစောက်ထားတဲ့အဆောက်အဦတွေဟာပုံမှန်ထိခိုက်ပျက်စီးတာကိုတွေ့ရကြောင်းဒါကြောင့်ယုံအဆောက်အဦတွေပြန်လည်တိစောက်ရမှာမြေဆန်းတက်မှု site test တွေဆောင်ရွက်ပြီးမှသာအစ်စ်တိစ ောက်တာနဲ့ပြုပြင်တဲ့လုပ်ငန်းတွေဆောင်ရွက်သွားရမှာဖြစ်ကြောင်းတွေ့ချက်လို့ရတဲ့ငလင်ကျောပေါ်မှာတည်ရှိနေတဲ့အဆောက်အဦတွေကိုပြောင်းရွှေ့နေရချထားရေးအတွက်ဆောင်ရွက်သွားဖို့လိုကြောင်းနေပြည်တော်ရဲ့မြို့အကွက်ချမှုပုံစံကိုလည်းပြန်လည်တွေ့ချက်ရေးဆွဲသွားဖို့စီစဉ်နေကြောင်းငလင်းမကြာခဏလောက်ခက်လျက်ရှိတဲ့နိုင်ငံတွေကအဆောက်အဦတွေတိစောက်ထားရှိမှုတွေကိုနမူနာယူပြီးတိစောက်မှုတွေဆောင်ရွက်သွားဖို့လိုကြောင်း၎င်းကပြောပါရယ်။ ။စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းအခြေခံပညာကျောင်းတွေကိုအမြဲဆုံးပြန်လည်ပြုပြင်တည်ဆောက်ပေးသွားဖို့လိုကြောင်းကလင်းငယ်တွေကျောင်းဖွင့်ချိန်မှာပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းပြင်ဆင်ဖို့လိုအပ်တဲ့စာသင်ကျောင်းတွေအလိုက်ပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာလဲအစအဦးတွေကောင်းမွန်အခိုင်အကန့်မှုရှိစေရေးစနစ်တကျကြမ်းမတ်ဆောင်ရွက်သွားဖို့လိုကြောင်းစည်းရုံနေနဲ့ပတ်သက်ပြီးတော့လေတချို့စည်းရုံတွေကိုစနစ်တကျနဲ့ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားဖို့လိုကြောင်း၎င်းကပြောပါရယ်